ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များဒီကလေးတွေစာမိုးဘွဲပြန်ဖြေဖို့အရေးပေါ့နော်ဒီကလေးတွေစာမိုးဘွဲပြန်ဖြေဖို့အရေးအခုလာချိုးလာချိုးဘောပေါ့နော်ကလေးတွေစာမိုးဘွဲပြန်ဖြေဖို့အရေးရကြတော့ကျွန်တော်တို့ပြောတာတဏ္ဍာငံလုံးအနေထားကသူဖြစ်တဲ့နေရာမှာပဲဖြစ်တာနော်သူတို့ပြောတဲ့လူဦးရေ6000ကျော်နော်အဲ့ဒီ6000ကျော်က မလင်လှုပ်တဲ့နေရာဒေသတွေကိုပြန်ဖြေခိုင်းတာနော်ပြန်ဖြေခိုင်းတာပြန်ဖြေခိုင်းပြီးတော့ပြန်တက်နိုင်တဲ့လူတွေတော်တော်များများပြောတယ်ဗျဒီ great way ဆိုတာအဘလူဘေဝါဘေညာတွေခမရောဂရိတ်တွဲမကောက်ဂရိတ်တာဒီပဲဖြစ်ဖြစ်ဂရိတ်ဖိုဒီပဲဖြစ်ဖြစ်အဲ့ဒါအရေးမကြီးဘူး။နော်အဲ့ဒါအရေးမကြီးဘူး။တကယ်လို့ငလင်ဘေးဒဏ်ကြောင့်အဲ့ဒီငလင်ဘေးဒဏ်တင်နဲ့ចောင်းသူចောင်းသားတွေတဲ့ငလင်ဘေးဒဏ်တင်ထဲမှာပါသွားတဲ့ចောင်းသူចောင်းသားတွေထဲမှာဟော နော်၅ဘာသာဂုံတူးရှင်တို့၆ဘာသာဂုံတူးရှင်တို့မပါနိုင်ဘူးလားနော်ခမားတို့စဉ်းစားရမယ့်အချိန်ကြီးရှိသေးတယ်ဒါပေမဲ့ဘာပဲလုပ်လို့ပေါ့ဗျာခမားတို့ဟိုလုတ်သွားတဲ့အလုပ်တကူကပြည်သူနဲ့အောက်ခြေရကလေးတွေဗျာပြည်သူဆိုတဲ့မှာမှဒီ grade တွဲပေါ့ကျွန်တော်တို့ခေတ်တုန်းကဆို10တန်းပေါ့နော်အဲ့ဒီလိုကလေးတွေအဲ့ဒီလိုကလေးတွေထဲမှာနော်မလီတန်ဘေးသင့်ပြည်သူတွေရဲ့ကလေးတွေထဲမှာဟော ပညာတတ်တွေစကိုင်းလို့ပါအောင်ဆိုတကယ်ပညာတော်တဲ့လူတွေနော်နော်တီပီတကဆရာတော်ဘုရားကြီးမင်းကွန်းဆရာတော်ဘုရားကြီးတို့အခုလက်ရှိတီကူဆရာတော်ဘုရားကြီးတို့တကယ်ပညာတော်ထက်မြတ်တဲ့လူတွေအဲ့လူတွေထဲမှာခင်ဗျငလင်တန်ဘေးသေးပြည်သူတွေကြောင့်နော်သူတို့မပြန်မပြေနိုင်တာလို့ပါလို့ဆိုရင်ခင်ဗျားတို့ဘလို့ဖြေရှင်းပေးမလို့ဟမ်ဘလို့ဖြေရှင်းပေးမလဲကျွန်တော်ပြောပြီးပြီတောက်ချင်တဲ့မိရဆိုးနဲ့ရဲရဲပဲနော် 6လ10လလောက်ကြောင်းတက်ပြီးတော့မှဖြေရတဲ့အောင်တလားနှစ်လနဲ့စာတင်ပြီးဖြေရမယ်ငွေကြီးအဆင်မပြေဘူးเนาะအိမ်ချိန်မဲ့ယာချိန်မဲ့ဖြစ်သွားတဲ့လူတွေကဘလို့ဖြေမလဲအာနည်းနည်းတော့ကြည့်ချက်လောက်ကြပါဦးเนาะအဲအဲ့ဒါအဲ့ဒါတစ်ချက်နောက်တစ်ခုကလာချိုးလာချိုးကကျွန်တော်စစ်သုံးပန်နေအကြောင်းမေးတယ်စစ်သုံးပန်ဆိုတာကျွန်တော်ပြောမယ်ကျွန်တော်ကြားသိရတဲ့မြေပြင်သတင်းကိုပြောပြမယ်အသက်50ကျော်တဲ့လူတွေကိုစစ်သုံးပန်အနေနဲ့ပြန်ပြီးတော့မှ ဟိုဟာတွေပေးအပ်ပွဲတွေရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီစစ်သုံးဘက်တွေကအေယုံချက်ချင်းဖုံးဆက်နိုင်မလားဆိုတော့မဆက်နိုင်ဘူးเนาะမဆက်နိုင်ဘူးသူတို့ကလည်းသူတို့အဲ့စစ်သုံးဘက်အနေနဲ့ဟိုဟိုဘက်ကလက်နက်ကင်တိုက်ခဲ့ကြတာတိုင်းနာပေါ့เนาะဒါတောင်းချမ်းသူတွေရဲအောက်မှာကြားရောက်တဲ့အချိန်မှာသူတို့ကနေခဲ့တာလေအဲ့နေခဲ့တဲ့အချိန်တွေကိုလက်ရှိနိုင်ငံတကာနိုင်ငံရဲ့တက်မတော်အင်စတီကျူချင်းတစ်ခုရဲ့အောက်ကို ချက်ချင်းခင်ဗျားတို့အိမ်တွေကိုမိမရေးငါတော့ပြန်ရောက်ပြီဟိငါတော့လာချိုးရောက်နေပြီဟိဆက်သွယ်တဲ့လူတွေရှိသလိုဖုန်းနံပါတ်မမှန်ပြီလို့မဆက်သွယ်တဲ့လူတွေလည်းရှိနေမယ်အခုလာချိုးမျိုးကပြန်ပြီးတော့မှနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ဟိုဟာနဲ့အတော်ရီနဲ့ရန်နေရနဲ့ရင်ထင်းနေပြန်ရမယ်ဥပမာတစ်ခုနော်ရင်ထင်းနေသွားရမယ်ဟုတ်လား तू आ သူ့ရဲ့အခြေဆိုင်တွေရှိရလေဥမာတစ်ခုပေါ့ဗျာခင်ဗျားတို့နားလည်အောင်ပြောရမယ်အရင်တော့လာကျိုးမှာကြားခဲ့တဲ့ရင်ထင်းတွေရဲတွေအဲဟုတ်ပြီဒီဘက်မှာရှိတယ်ဘေးတောင်ကြီးကိုပို့တောင်ကြီးကိုတရင်ပို့နော်တောင်ကြီးရဲ့ရင်ထင်းရဲတပ်ဖွဲ့မှုရဲ့အုပ်ချုပ်မှုပြည်နယ်မှုရဲ့အုပ်ချုပ်မှုအောက်ကနေဟုတ်လားရင်ထင်းနဲ့သွားနော်အဲဒီလိုပြန်တိဆောက်ရမှာခင်ဗျားတို့ကျွန်တော်တို့ဗမာလူမျိုးကခက်တာအခုဟိုရေကြီးတော့ အခုခြေတွင်သူအခုခြေတောက်ချင်းဟိုအပြန်တီဆောက်ရအောင်မယ်လေဒီလောက်မြို့ပြန့်အောင်လှုပ်မှာတောင်းချမ်းသူတပုံကတတဲ့အနေအားတွေကိုပြည့်တယ်ခမားတို့လာချိုးတချို့သောမြို့ကံပြည်သူလူသခိုးတွေနော်သူပြားတွေကွာတယ်တန်တွေယူတယ်လှုပ်တယ်အစိုးရအဲ့ဒါကိုပြန်လှုပ်ရအောင်မယ်ခဏဆောင်ကိုကိုယောက်ျားတယောက်တည်းမဟုတ်ဘူးအဲ့တော့ကျတော့ပြောချင်တာအတတ်မသိရင်ပြန်လာရမှာပေါ့ ။နောက်ကျွန်တော်ပြောပြီးပြီပဲအသက်40ကျော်တို့ဘာလို့ဆိုတော့မှကြံခုတ်ခိုင်းနေလို့ပယံလုတ်ခိုင်းနေလို့နော်အဘကကြောင့်ကြီးလဲသူတက်စွမ်းတော့သူလုတ်နေတာပဲခမားတို့ကတူးချင်းစီရဲ့ခံစားချက်တွေနဲ့တိုင်းပြည်တပြည်ကိုတိဆောက်လို့မရဘူးနော်ခံယူချက်တွေယုံကြည်ချက်တွေနဲ့တိဆောက်မှရတာပြန်လာမှာပေါ့ကိုယ့်ယောက်ျားမသိရင်နော်အရွယ်ကောင်းတဲ့ကောင်တွေကိုကြံကြံခုတ်ခိုင်းနေတဲ့ ပြန်နေလောက်ခိုင်းတာတွေရှိတယ်ပြန်ပို့မှာပေါ့ခဏဆောင်ပေါ့ဟုတ်တယ်မလားတအလူကြီးတွေနော်ကြီးစံတစ်ချက်မှမဖောက်ဘဲနဲ့တော့အဲ့ဒီတော့ရောက်သွားတာသူတို့အကောင်းဆုံးစဉ်းစားပြီးလောက်ပါလိမ့်မယ်အဲ့တော့ခမောင်းနေတာကျွန်တော်ဖုံးဆက်မေးတယ်စစ်သုံးပန်းဘလူးဘလူးဆိုတော့ကျွန်တော်လည်းကြာတော့ခေါင်းကိုက်တယ်တိတာတော်တော်လေးကိုခန်းစားချက်တွေနေပြီပဲအဲ့ဒီမှာမှအခုစွမ်းနာလို့စင်မှုထမ်းနေကိစ္စတွေ ကျွန်တော်တငယ်ချင်းပေါ့နော်ဒါသူတိရင်လည်းတိပါစေတော့ကျွန်တော်မထူးပါဘူးကျွန်တော်သူတိလည်းမတက်နိုင်ဘူးလေကျွန်တော်နိုင်ငံတနိုင်ငံအနေနဲ့ပြန်ပြန်အနေနဲ့ပြောတာတငယ်ချင်းရေးတဲ့ငါသားကားတဲ့ပေါ်တာဆွဲလို့တဲ့ပြည်သူစစ်အပတ်စဉ်ဘလောက်မှပါသွားတာပါတဲ့အခုတဲ့ငါသားလေးကားတဲ့အဲဟိုအင်တော်ကြောက်ကူဘက်မှာပေါ့နော်အဲ့လိုလိုက်ပွဲဖြစ်ပြီးတော့ခြေတော့မှန်တာတဲ့အဆေးုံရောက်နေတာပေါ့ ရှင်မူတန်ကနေတဲ့ပြင်းလို့ဖို့တဲ့မင်းဟိုကုညီပေးပါဆိုတော့ကျွန်တော်ကသူသူပို့တဲ့စာလေးကိုဖတ်ပြီးပြုံးမိတယ်ကျွန်တော်တို့ရဲ့နိုင်ငံနဲ့လူမျိုးနဲ့ရှင်လာရင်နော်တငယ်ချင်းလည်းမရှိဘူးနော်ဘယ်သူမှမရှိဘူးအမျိုးလည်းမရှိဘူးရွှေလည်းမရှိဘူးဘာဖြစ်လို့လဲဒီလူတယောက်ကိုကြည့်ပြီးတော့ကုညီပေးလိုက်မယ်ဆိုရင် တခြားသောစစ်မှုထမ်းနေတဲ့ပြည်သူစစ်ကလေးတွေအောင်တရားပါမလားဗျစစ်သားပဲစစ်တိုက်တာပါဆန်းလို့လေတိုင်းပြည်ဒီလောက်ဖြစ်နေတဲ့အထဲမှာပါဝင်ခွင့်ရတာတောင်မှဂုံယူရအောင်မှကျေးဇူးတင်ရအောင်မှဟုတ်တယ်မလားအဲ့တော့ကိုတယောက်တည်းခံစားနေရတဲ့ခံစားချက်နဲ့ကျန်တဲ့ကိစ္စတွေကိုတော့ကျွန်တော်တို့ကမကူညီနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကူညီနိုင်တာက ကျွန်တော်သိရှိတဲ့ဘုံမူကြီးအိုက်တက်မာကြီးဘုံမူကြီးခင်ဗျာဒါလေးကတော့ကျွန်တော်တကယ်ချင်းရဲ့သားလေးမို့လို့ဂယူးလေးစိုက်ပြီးတော့ဂူညီပေးပါအောင်ဟောလိုအပ်တဲ့အကြောင်းအရာလေးတွေရှိရင်လည်းဟိုကျွန်တော်ကိုပြောပါဟောဒီသူတယောက်တည်းမှမဟုတ်ပါဘူးတချို့သောစစ်သားတွေကိုလည်းအဲကလေးတွေလည်းတက်နိုင်တာလေးတွေကျွန်တော်တို့ဂူညီပါမယ်ပေါ့နော်အဲအဲ့လိုမျိုးပေါ့သူကအဲ့လိုမျိုးပြောရတာပေါ့အဲ့လိုပြောရတော့ကို့ထီမှာမပူနဲ့နိုင်ငံနဲ့လူမျိုးတို့လောက်တာကို့ထီမှာပူစရာမလိုဘူးနော် တိုင်းပြည်တွေလှုပ်လှုပ်တဲ့အတွက်ရဲတော်မတည်သေးတော့ငရဲမလားတည်သွားရင်လည်းမြတ်တယ်စစ်သားဆိုတဲ့ဘဝကအနေဆုပ်တယ်ဒါပေမဲ့ရွှေထုပ်တဲ့မြဘဝနော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတော်ကိုရည်ရွယ်ချက်နဲ့ခံယူချက်နဲ့နော်တစ္ဆာလေးချက်ဆိုပြီးတော့မှအလုပ်လုပ်နေတဲ့အတွက်ဘာမှမဆန်းနော်အဲ့တော့ဟိုအစားအသောက်လိုရင်ကူညီမယ်နော်ကျမ်းမာရေးရလိုအပ်ရင်တက်နိုင်တဲ့ဘက်ကနေပြောပေးမယ် နော်စစ်မှုကတော့ထမ်းကြရမှာပဲထမ်းနော်ထမ်းခွင့်ရသိခြင်းပါလေနောက်တစ်ယောက်ကတော့ကျွန်တော်အခုအဲကျွန်တော်တို့ဒီမှာပြင်ဦးလည်မှာပေါ့တော့ဒီမေယာကိစ္စတွေနဲ့ကျွန်တော်တို့အဲဧကနေရာတို့ဘာလို့ကျွန်တော်អော်လိုက်អော်လိုက်တော့အဲတချို့သော လူကြီးတွေပြောင်းသွားတယ်ပြောင်းသွားတော့အပြောင်းသွားတဲ့လူကြီးတွေကလည်းအကျွန်တော်တော့အစာမချေဘူးပေါ့သူတို့ရဲ့စခွက်ကိုသူတို့သူတို့ခိုးထားတာတွေသူတို့လှုပ်ထားတာတွေကို ်တတိုင်းပြည်တော်တည်သွားတော့ကျွန်တော်တော်တော်လေးကိုအညိုကြီးနေပုံရတယ်ညိုကြီးရောကြတော့အခုအဲကျွန်တော်မင်းသားကြီးဆိုတဲ့កောင်ပေါ့နော်မင်းသားကြီးကျွန်တော်ကိုကျွန်တော်ကမသိဘူးကျွန်တော်ကျွန်တော်ကကျွန်တော်နေတဲ့កောင်ခမားတို့အခု2000လဲမှ48ယောက်ရှိတယ်လက်ရှိကြည့်တာဆောနာတော့3000ပေါ့နော်3000လောကျော်ကျော်တာပေါ့ဟိုကျွန်တော်လေခမားတို့ကြည့်ကြည့်လိုက်ကျွန်တော်ဘယ်သူ့ကိုတိုက်ခိုက်ဘူးလဲ line ပေါ်မှာ ကျွန်တော်ဘယ်သူမှမတိုက်ခိုက်ဘူးအေးကျွန်တော်လာတိုက်ခိုက်ရင်လေကျွန်တော်ကမခံဘူးပေါ့နော်ဒီမင်းသားကြီးဆိုတဲ့ကောင်ကဒီကောင်ကဘာတွေခြေဝင်ပြီးဘာတွေလှုပ်လဲဘာတွေပြောလဲတော့ကျွန်တော်လည်းမသိဘူးเนาะအဲမင်းသားကြီးကဒါဒီနေ့ကြုံလို့ပြန်အခုဒီမှာကျွန်တော်ဖွင့်ပြမှာဒီကောင်ကအဲမဦးပင်ကိုဘယ်သူရောက်သွားလဲဆိုတာကျွန်တော်သိတယ်ဒီကောင်အဲမဦးပင်ကအဲ့ဒီเนาะတချို့တော့ထွေရုပ်တို့ဘာလို့များဘောတွေသွားမနေလားမသိဘူးเนาะအဲ့တော့ ဒီကောင်ကကျွန်တော်အဲ့မှာတည်းကအဲဒီကောင်တိတ်မကြသေးဘူးတိုက်ခိုက်လာတာအရင်တော့ဒီကောင်ကျွန်တော်မတိုက်ခိုက်ဘူးသူ့ဘာသူနေတဲ့ကောင်နော်သူ့ဘာသူနေတဲ့ကောင်အဲ့ကောင်ကဒီရပိုင်းအတွင်းမှာကျွန်တော်တော်တော်တိုက်ခိုက်လာတယ်ကျွန်တော် PDF RP PDF ကျွန်တော်က PDF ဟုတ်တယ်ငါ PDF ငါအဘကချုပ်ကြီးတို့ကလင်ခွင်းမှာအဘကချုပ်ကြီးရုရှားပြန်လာတော့ငါလင်ခွင်းထဲမှာလာချိုသေးနော်မင်းတို့တော့ငါတို့မတွေ့ပါဘူးကွာနော်ပြီးတော့ ငါလူတို့ထဲမှာပေါ်ပေါ်တင်တင်နဲ့သွားတယ်မှန်တာကိုလုပ်တယ်ဟုတ်တာကိုပြောတယ်ငါလူခဲ့တဲ့စခန်းဒီရှေတန်းစစ်မြေပြင်မှာငါလူခဲ့တဲ့နေရာတွေတခုမှငါကြောင့်လည်းပြဿနာမတက်ဘူးငါကြောင့်လည်းအကြဆုံးမရှိဘူးเนาะရန်သူအလောင်းကိုရလို့ရောဘလောက်ဆိုပြီးပြီးခဲ့တာပဲရှိရောဘလောက်သွားဆွဲတဲ့အဖွဲကဘလောက်เนาะဘလူဘလူဘလူပဲဝါးနေဆိုတာတိအောင်ပြောပြတာပါ နော်မရယာဘယ်ချမ်းအခုမန္တလေးကဗိုလ်ချုပ်တိန်ထွန်းတင်လာနော်သူတို့ခြေထဲမှာစစ်သွားတိုက်တုံးကသူ့ရဲ့တပည့်တွေကဗိုလ်ချုပ်တိန်ထွန်းတင်အရန်တော်တယ်ဆိုလို့နော်အိုက်ပပနာမန်နေသည့်ကျမကျော်ဘူးပေါင်း900ဆင်းရှိတယ်သူတို့မှဆင်းရလောက်ထားတယ်900စလိတ်အကုန်လုံး ရှမ်းတစ်ကနေပြီးတော့မှစစ်သားအတိုင်းဝိုင်းကနေပေါက်ဖွာလာတဲ့ကောနော်အဖေကတပ်ပြစ်ပင်စင်နဲ့ထွက်တာအခုချိန်ဒီအဖေလည်းမသေးသေးဘူးအမေလည်းမသေးသေးဘူးနော်အဲ့တော့ဒီကောင်ကဘာတွေပြောနေလဲဆိုတော့ကျွန်တော်တဲ့နော်တချို့သောလူတွေကလည်းတော်တော် အုံနောက်မဲ့တယ်ကိုစိုးပွန်းရကတကယ် PDF လာတယ်ဟောပြရ အဲ့တော့အောက်မှာလက်တွဲပြီးတော့အလုံးလုံးနေတဲ့လူတိုင်းကတည်တယ်အဲ့တော့သူများကိုမဟုတ်ကဟုတ်ကပြောပြီး attention ရှာတာဆိုတာကအဲ့ဒါယောက်ျားကောင်တယောက်မှမဟုတ်တာကျွန်တော်ကဗဒမမပြောဘူးလို့နေတာဒီကောင်ကျွန်တော်ဖုံးဆက်ပြီးတော့အတန်တုံတုံရင်ရင်နဲ့ကျွန်တော်သူ့ကိုပြောလိုက်တာကိုစော်ဘုန်းကြီးလာတဲ့ဟုတ်တယ်လို့ခမရကဘာတူလဲဆိုတော့ကျွန်တော်ကမင်းသားကြီးပါတဲ့ အဘာပေးလို့ဘုံဆက်လာလဲလို့မေးလိုက်သူဆက်လာတဲ့ဘုံဒီမှာရှိတယ်ဘာပေးလို့ဘုံဆက်လာလဲလို့မေးလိုက်တော့နော်အခုသူကျွန်တော်ဘုံခေါ်လို့ပြောတယ်နော် သူဆက်တဲ့ဘုံကျွန်တော်ခေါ်ပြမယ်ဘာပေးလို့ဘုံဆက်လာလဲလို့ဆိုတော့ခမရတဲ့အတက်မတော်ပါလေဟိုအကြီးကဲတွေဟိုတဲ့စော်ကားတဲ့ဘာညာမသူစကားပြောရမှာရှိရောကျွန်တော်ကဟဲ့အောင်လို့ကိုဆောက်လို့ကိုလုံးလို့မင်းကမှချစ်ဖေချစ်မေခေါ်ပြီးတော့မှ အမကကြုံကြီးရဲ့ဒါအကြီးကောင်လို့လို့ဘာလို့လို့ ਨੇ နော်မန္တလေး KTB မှာလို့နော်သွားပြီးကျမ်းတာဟိုကဝိတာတွေကဝိုင်းရိုက်လွတ်ပလိုက်တာအဲ့ဒါပြီးတော့ကျွန်တော်ဟိုနေ့ကပြောသလိုပဲအရင်တော့1 to 1တော့ဖို့တိုင်ရင်မူရဲ့နာမည်ဘူကြီးအောင်ဘုံမူကြီးအောင်နိုင်တည်းရဲ့နာမည်ကိုအလွဲသုံးသားလို့တော့ဟောထက်ရိုက်တာမန္တလေးမြန်မာတလာဆေးုံမာလာမသိဘူးဆေးုံကနေခွေးပြေးပြေးရတာလူမသိသူမသိနဲ့ဆေးုံကနေဆင်းပြီးပြေးရတာ နော်ဆေးရောင်နေစင်းပြီးပြရတာဆေးရောင်အဲ့ဒါကိုအခုဥမေအွန်လိုင်းတော့အကြီးကောင်လို့လို့ချစ်ဖေတွေချွတ်မွေတွေဖားတာဖားတာနော်နော်အဲ့ဖားပြီးတော့ဆေးရောင်နေမြတ်မတလာဆေးရောင်လာမသိဘူးညာတွင်ချင်းခွေးပြေးပြရတော့ဝိုင်းရိုက်ပလိုက်တာဒီလိုမျိုးတန်းစားတွေကတိုင်းပြည်ကိုချစ်တယ်ဆိုတော့တော်တော်စဉ်းစားရခက်တယ်တိလားနော်စဉ်းစားရခက်တယ်